အားလုံးမင်္ဂလာပါအခန်းကကိုဘက်ပေါင်းလုံနည်းဖြစ်ပါတယ်ခင်ဗျာစားလိုက်ကြရအောင်ပါ Point Star B အရရှိတီယိုဒိုရုစွဲထံသို့တွားရောက်လဲပတ်တော်သူတိုင်းတီယိုဒိုဤဘုဒ္ဓသာများပုံကိုအာအံတက်လက်ရှိရပေတယ်မိနှွားချောင်းသားဖျားတကာတကြိုဆရာနိုင်ငံရင်တများမှစား၍မင်းတို့မဆိုတီယိုဒိုနှင့်တွဲဆောင်သောလူအပေါင်းအားဘဲသူကိုဘဲစကားပြောရမည်ကိုတီယိုဒီစီကောင်းစွာတည်တည်သည်ဟုကမယ်လီအေဘရက်ဖို့ကရေးသားမှုတွေသည် ဒီကဲ့သို့လူတွေ့တိုင်းအလင်းတင်းအောင်စကားပြောနိုင်ရန်မြင်းစီအလွန်လွယ်ကူ၏အကယ်၍ဧည့်သည်တို့ဦးနှင့်တွေ့ရတော်မူဟုဆိုလျင်မတွေ့မီတညကထိုဧည့်သည်ဝန္ဒနာပါသောဘာသာတကူဟုကိုအပင်ပန်းခံ၍ဖားထားခြင်းဖြစ်သည်ဒီကဲ့သို့အပေကြောင့်လောက်ရသည်နည်းဆိုသောဒုတဦးတယောက်၏စိတ်ကိုထိခိုက်အောင်ပြောရန်အကောင်းဆုံးသောနည်းသည်ထိုလူကိုယ်တိုင်အမျက်တနိုးထားသောအယံဝတ္ထုများအကြောင်းကိုပြောခြင်းပင်ဖြစ်ပေသည်ဘူး၍လူတို့၏ကောင်းဆောင်တိုင်းတည်တည်ကဲ့သို့ရုစပယ်လည်းတည်တော်ကြောင်းဖြစ်၏ Yale University ၏စာပေပါမောခတခါကပြခဲ့မှုသော William Leon Petty ထိုတင်ကန်းစာကိုငရွေစင်ကပင်စာရေးတည်ရှိလာခဲ့လေသည်။ကျွန်တော်ဒီချင်းချင်းတည်းအွယ်လောက်ကကျွန်တော်၏အတော် Libby Linsley ၏ပြင်သို့တက်ရောက်လဲပန်းနေစဉ်တညနေတွင်အသက်အရွယ်40ခန့်ကြီးလူကြီးတစ်ယောက်ပေါ်ပေါ်ပေါက်လာလေသည်။ဖလိုကြီးသည်ကျွန်တော်၏အတော်နှင့်နှုတ်ခွန်းဆက်တာပြီလျှင်ကျွန်တော်ကိုလမ်းရင်စကားပြောပါသည်။ထိုအခါကကျွန်တော်သည်လေမြားပေါ်တွင်အလုံးဝသနာပါလက်ရှိရာ ထိုလူကြီးဒီလှေအကြောင်းကိုကျွန်တော်အလွန်စိတ်ဝင်စားလာအောင်ပြောပြလက်ရှိသူပြန်လာသောအခါသူ့အကြောင်းကိုဆရာထက်တန်စွာနဲ့ကျွန်တော်၏အတော်ထံတွင်ကျွန်တော်ဒီစုံစမ်းမြင်ရပါသည်သူဘသူလဲအတော်သူလဲကျွန်တော်လိုပဲလှေကိုတိတ်ဝါသနာပါတာပါတာပဲဟုပြောရာသူဟာနှင်းရောက်ကရှင်းနေကြည့်ဦးကနှင်းရဲ့လေကိုဝါသနာမပါဘူးကွာဟုကျွန်တော်၏အတော်ကပြန်ပြောပြသည်သူအခါဒါဖြစ်ရင်ဘာဖြစ်လို့ရောက်ကလေးကစားပြီးလေအကြောင်းကြီးပဲသူလျှောက်ပြောနေတာလဲဟုကျွန်တော်ကထပ်ရမေးရာ မင်းကလေအကြောင်းကိုဝါသနာပါတာကိုသူသိတယ်ကိုကဒီတော့မင်းကြိုက်အောင်မင်းဝါသနာပါတဲ့ဟာကိုရှောက်ပြီးပြောရတာပေါ့ရင်ကြီးတဲ့လူဆိုတာဒီလိုပေါ့ကွာဟုတ်ဟိုရိတ်ကျွန်တော်ဤအတော်ကပြန်ပြောပါသည်ကျွန်တော်ဤအတော်ပြောသောစကားများကိုကျွန်တော်ဒီဘယ်အခါမှမိမ့်မီမဟုတ်ပါဟု၍ Professor William Leon ဖဲ့သည်သူ့တဘောအကြောင်းစောင်းပါတွင်ရေးသားခဲ့သည်။ယခုအခန်းကိုရေးသားနေစဉ်ကင်းထောင်လုပ်ငန်းတွင်နာမည်ကြီးသူ Edward Ashley ထံမှစသည်ကျွန်တော်ရှိတွင်ရှိပါသည်။ထိုစာကိုအောက်တွင်ဖော်ပြပါမည်။ တနေ့တနေ့တစုံတယောက်ထားမှအကူရင်တောင်းရန်ကိစ္စတကူကျွန်တော်ထံ၌ပေါ်ပေါက်လာပါသည်ဩရောဘာတိုက်တွင်ကင်းထောင်းကြီးလာခံကျင်းပမည်ဖြစ်ရာမြေတကံပြည်ဤတတိကြီးတဦးထံကျွန်တော်၏တပည့်ကလေးတယောက်အတွက်စိတ်ခံရန်ပြောကြားလိုပါသည် ကားလျော်စွာထိုတတိကိုတောရောက်တွေ့ဆုံမည်ဟုစီစဉ်နေဆဲတွင်ထိုတတိကြီးသည်ဒေါ်လာတန်တန်ချက်လက်မှတ်တစ်စောင်းကိုရေးသားပြီးမှငွေမထုတ်ဖြစ်ဘဲဖြတ်သိမ်းပြလိုက်ပြီးလင်ထိုလက်မှတ်ကိုပေါင်သွင်းထားသည်ဟုကျွန်တော်သိရပါသည်ထို့ကြောင့်ထိုတတိကြီး၏အခန်းတွင်သို့ဝင်မိလင်ဝင်မိခြင်း ပေါင်းသွင်းထားသောဒုချက်လက်မှတ်ကိုကြည့်ပြရသည်ရှိဟုစွာခွင့်တောင်းပါသည်။ဤကဲ့သို့တတန်းတန်ချက်လက်မှတ်မျိုးကိုအခြားတစ်ထည်များရေးဖူးသည်ဟုကျွန်တော်မကြားဘူးသောကြောင့်ဒုချက်လက်မှတ်ကိုကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရသည်ဟုကျွန်တော်တပည့်ကလေးများအားပြောပြချင်ပါသည်။ဘူး၍ထိုတစ်ထည်အားကျွန်တော်ပြောပါသည်။တတိကြီးလဲဝမ်းမြောက်ဝမ်းမြောက်ဝမ်းသာစွာနှင့်ထိုချက်လက်မှတ်ကိုထိုးရပြသောအခါကျွန်တော်ဒီချက်လက်မှတ်ကိုကြည့်ပြီးလင်ချီးမွမ်းနှင့်ဘလို့ဖြစ်ပြီးဒီချက်လက်မှတ်ကိုရေးရပါသည်နည်းဟုတတိကြီးအားမေးမိပါသည် မစ္စတာရှလတ်ဒီတထွေးချင်းတွင်တွေ့လင်တွေ့ချင်းကင်းထောက်လုပ်ငန်းအကူ၎င်းဥရောပတိုက်တွင်ကျင်းပမည်ကင်းထောက်ညီလာခံအကြောင်းကိုတော်၎င်းသူအလိုရှိတဲ့ကိစ္စကိုတော်၎င်းစသည်ကိုပြောသည်ကိုသင်သည်တတိထားမိပါ၏လားထိုတထွေးချင်းစိတ်ဝင်စားလျက်ရှိသောအကြောင်းအရာကသာစာရေးပြောကြားလေသည်ထိုကဲ့သို့ပြောသည့်အတွက်အောက်ပါအကျိုးထူးများခံစားရ၏တထက်မောင်ဦးကိုလာပြီးတွေ့တဲ့ကိစ္စဘာပါလဲဟုတထွေးချင်းကကျွန်တော်ကိုမေး၍ကျွန်တော်လည်းအကျိုးအကြောင်းကိုပြောပြလိုက်ပါသည်ကျွန်တော်ကတယောက်အတွက်စေးကိုသာတောင်းတော်လဲ တငင်ကလေး9ရောက်နှင့်ကျွန်တော်အတွက်ပါဒေါ်လာ1000တန်ချက်လက်မှတ်တစ်စောင်းကိုထုတ်ပေးပြီးလျင်ကျွန်တော်တို့စီစဉ်ထားသည့်အတိုင်းဥရောပတိုက်တွင်တင်းငွေတစ်ပတ်မကမဲတင်းငွေ9ပတ်နေရန်ကိုလည်းမရလိုက်ပါသည်ထို့ပြင်ဥရောပတိုက်ရှိသူဆိုင်ခွဲများကမန်နေဂျာများထံသို့လည်းကျွန်တော်တို့အားကူးဆိုင်စောင့်ကြောက်ကြည့်ရှုရန်မိတ်ဆက်စာများရေးသားပေးဖို့ပါလိမ့်မည်သူကိုယ်တိုင်လည်းပဲရီမြို့တော်မှနေ၍ကျွန်တော်တို့လူစုကိုစီးကြိုပြည့်လေမြို့ကိုလေပြပါသည်ထိုအခါမှစ၍မိဘဆင်းရဲသောကျွန်တော်၏တပည့်ကလေးများကို သူလက်အောက်တွင်အလုပ်ပေး၍ကျွန်တော်တို့ကင်းထောက်လုပ်ငန်းတွင်ကိုထိလက်ရောက်ကူညီလက်ရှိပါသည်အကယ်၍သာထိုတရေကြီးသည်မိတိအရာတွင်စိတ်ဝင်စားသည်ကိုကျွန်တော်ရှိဦးစွာသိရှိမထားမိသည့်အတွက်သူစိတ်ပါလာအောင်စွမပေးနိုင်လင်ယခုရရှိသောအရာများ၏ဇဲပုံတပုံကိုပင်ရရန်ပင်ခဲရင်ပေလိမ့်မည်ဤနည်းဒီကုံရောင်းကုံဝေရာ၌လည်းအတုံးဝင်မဝင်ကိုကြည့်ကြပါအောင်ဆို။ညောင်မှုရှိဒူဘာနွန်နှင့်သားများကိုပထမတန်းပေါမုတ်ဆိုင်သဆိုင်ဤပန်းရှင် ဟင်ဒရင်ဒူဘာနိုင်ဒီနီယောမျိုးရှိဟိုတယ်ဆိုင်ဒီဇိုင်းတို့သူ၏ပေါင်မှုများကိုရောင်းရံကြိုးစားလေ့ရှိလေသည်ထိုကိစ္စအောင်မြင်ရန်၄နှစ်တန်တိုင်းတင်းကွန်တွင်တပတ်လင်တစ်ကြိမ်ကြဒူဘာနိုင်ဒီဟိုတယ်မန်နေဂျာနဲ့တွေ့ရောက်တွေ့ဆုံလေသည်ထိုမန်နေဂျာနဲ့အကျွမ်းတဝင်ဖြစ်စေရန်သဘောဖြင့်သူတက်ရောက်သောပွဲထိုင်များကိုဒူဘာနိုင်လည်းတက်ရောက်တာယုံမကသူ၏ဟိုတယ်ဆိုင်များ၌ပင်အခန်းငါးရဲ့အတော်ကြာကြာနေခဲ့ပြီသူရာတွင်အကြောင်းမထူးကြီး ို့နောက်မိသားဗလာနီညာကိုလေးလာစီးပူးပြီးတော့အခါကျွန်တော်ဒီနီးတဲ့တနည်းကိုထွင်ပါသည်ဗန်နီညာဒီမိတိအရာတွင်စိတ်ဝင်စားဆုံးဖြစ်သည်ကိုစုံစမ်းသိရှိနိုင်ရန်တတိနိုင်ချလိုက်ပါသည်လို့ဒူဘာနိုင်ပြောရနေသည်ထိုမှန်ညာဒီဟိုတယ်ပိုင်ရှင်များ၏အတင်းတွေပါဝင်လာကြောင်းကိုမျှမကြမီကစုံစမ်းသိရှိရပါသောကြောင့်အတင်းဥက္ကဋ္ဌအဖြစ်သို့တင်မြှောက်ခြင်းခံရကြောင်းကိုလည်းစုံစမ်းသိရှိရပါသည်ထိုအတင်းတွင်စိတ်ဝင်စားလွန်အားကြီးသောကြောင့်အကယ်၍အတင်း၏အစည်းအဝေးများသို့တောင်းစင်အထက်ထက်ကိုဖြတ် ဖြတ်ကျော်ကူးတန်း၍တွားရစေကမူမဆိုင်မတော်တောင်းမြင့်အကြောင်းကိုလည်းစုံစမ်းသိရှိရပါသည်ထို့နောက်နောက်အနည်းတွင်မန်နေဂျာနှင့်တွေ့သောအခါထိုအသိအကြောင်းကိုစားရပြောပါသည်သူဒီမိညာစိတ်ထက်တန်စွာနှင့်စကားပြန်ပြောသည်ကို တွေ့ရတာကြည့်ပါတော့ထိုအသိအကြောင်းနှင့်ဆက်လင်း၍နိုင်ဝဲလောက်ပြောကြရာစကလုံးတိုင်းကြီးသူ၏နှုတ်မှမြည်၍ထွက်လာပါသည်ဒီအတင်းဒီသူ၏အတက်ဘူးဖေးချောင်းကိုကျွန်တော်တို့တွေ့ရပါသည်သူအလုတ်ခန်းမှာထွက်မလာခင်အတင်းသားလက်မှတ်တစ်စုံကိုကျွန်တော်အားရောင်းလိုက်ပါသည် ကျွန်တော်လည်းပေါမုံအကြောင်းနဲ့ဆက်လင်းရဲ့တခွန်းတဘာသားများဆက်ယူမှုပြောခဲ့ပါတို့ရတွင်ရဲ့အနှဲ့ငယ်ကြတော့အခါထိုးသေးဤလှုပ်သားမှုပြီးပေါမုံနမူနာနဲ့စင်းနှုံးစင်းကိုပါယူ၍လာရန်ကျွန်တော်ထံသို့တယ်လီဖုန်းနဲ့ပြောပါသည်ခမရအဖိုးကြီးကိုဘယ်နဲ့လှုပ်လိုက်တလဲခမရကိုအတော်ကြနေပြီဆရာဟူ၍ထိုးသူကတယ်လီဖုန်းမှလမ်းရေးပြောပါသည်ကျွန်တော်ဒီလင်းနှစ်တတိုင်းထိုးမန်နေဂျာထံတွင်ပေါမုံရောင်းရအောင်ကြိုးစားခဲ့ပါသည်ကဲ၍သာသူဝါဒနာပါတော့အရာဒီမိတိအရာဖြစ်သည် မိသည့်အရာကိုစိတ်ပါလက်ပါပြောရှင်သည်ဆိုသောအကြောင်းကိုကြိုးစား၍ရှာဖွေခြင်းမပြုမိလျင်သူထံတွင်ပေါင်မုံရောင်းရန်ကျွန်တော်၏ကြိုးစားချက်တို့သည်ယခုတိုင်အချိန်ဤပင်ဖြစ်ပါလိမ့်မည်ထို့ကြောင့်တင်ကိုလူကြိုက်များစေလိုလျင်ဤအမှန်ငန်းသည်တစ်ဖက်သားစိတ်ဝင်စားလျက်ရှိသည့်ကိစ္စပဲမှနေ၍စွဲပါဤတွင်အခမ်းအနားကိုပဲပအောင်လုံနီးပြပါရခင်ဗျာနောက်အခန်း6ဒီတွေ့လင်တွေ့ချင်းသဘောကျစေရန်မြည်ဖြစ်ပါရခင်ဗျာကျေးဇူးတင်ပါတယ်